မဲကိစ္စကမဲဆွေးတဲ့ပတ်သက်ရင်လည်းဒါ UEC ကို UEC ကို BBC ကမေးပါတယ် BBC ကမေးတော့ UEC ကလည်းပြန်ဖြေပါတယ် UEC မေးတော့ဥလဆွေကိုတည်ပြီးမေးပါတယ်ကျွန်တော်ပြောရတဲ့အတိုင်းဥလဆွေကိုတည်ပြီးမေးပါတယ်ရွေးကောက်ပွဲကိုအုပ်ချုပ်ရေးအာဏာပိုင်ဒီကိုယ်တိုင်ကပူးပေါင်းဟိုဘယ်လိုခေါ်မလဲချစ်ချင်းငန်းမလုပ်ဖဲနဲ့ပြူငါမလုပ်ဖဲနဲ့မာမာထန်တိုင်းကြီးလုပ်နေမယ်ဆိုရင်ဒါရွေးကောက်ပွဲကိုကိုယ်တိုင်နောက်ချက်ပေးမိရရောက်တယ်လို့ဖြစ်တတ်ပါတယ်ခင်ဗျားတို့ပြောကျွန်တော်ပြင်ပြေးလို့ရတာပေါ့ခင်ဗျားကလည်းကျွန်တော်ပြေးကြည့်ပါလားခင်ဗျားကျွန်တော်မွေးစားမနိုင်ငံတဘုံကြီးပဲအခုလေအချိုးပြောတယ်လားကျွန်တော်မွေးစားမနိုင်ငံတဘုံကြီးပဲ ခင်ဗျားတို့ကခင်ဗျားကျွန်တော်ဖက်နှက်ထိုင်းပြီးတော့လာတော့ခိုင်းလိုက်ရသေးတယ်ခင်ဗျားတို့လာစားပြီးမဆောက်စင်းနဲ့ခေါ်တော့ခိုင်းလိုက်ရတယ်နိပိတ်တွေပြောတာပါအဲ့နိပိတ်ကောင်လေကျွန်တော်ခေါ်တော့ခိုင်းလိုက်ရတယ်ဟမ်ခင်ဗျားကျွန်တော်တို့ကခင်ဗျားပြီးပါပြီပြေးကြည့်ပါလားခင်ဗျားမွေးစားမဲ့ခင်ဗျားကလည်းမွေးစားမဲ့တိုင်အောင်လေတဘောကြီးမွေးစားမဲ့နိုင်ငံလေတဘောကြီးအော်ကျွန်တော်အဲ့လိုစိတ်လုံးဝမရှိဘူး တော်လိုင်းမျိုးတွေအားလုံးပဲမင်္ဂလာပါဆိုတော့အော်တိုဘာလ9ရက်နေ့အတွက်ပထမဦးစွာတော်လိုင်းနဲ့ပတ်သက်တဲ့သတင်းဥသတင်းထုသတင်းကောင်းလေးတွေကိုရင်းဥစွာပြပြပေးကြပါမယ်ပြီးတော့ဟန်ကျွန်တော်ဗီဒီယိုတွေကို reaction လုပ်ပေးပါမယ်ပထမဦးဆုံးသတင်းလေးကတော့ဗမော်မြို့ကိုထိ ंछ ုံနိုင်ပြီဆိုပြီးတော့မှစစ်တပ်ကဝါဒဖြန့်ပြီးတော့မှအုပ်ချုပ်ရေးပိုင်းကနေပြီးတော့မှအရာရှိတွေဝန်ထမ်းတွေကိုမြို့တွင်းရုံးထိုင်ရာเนาะဒါကျွန်တော်တို့ဒါလက်ရှိအရာရှိတွေအဖွဲ့တွေကဒါကျွန်တော်တိုက်ပွဲကြောင့်ပြန်လည်ပြီးတော့မှထွက်ပြေးသွားကြတဲ့အကြောင်းကိုလက်ရှိကရှင်စည်ရေးသတင်းရေးမေးရဗမော်စည်ရေးသတင်းရေးမေးရသိရပါတယ် ဆိုတော့ဒီကောင်တွေကမပိုင်မဲနဲ့ခြင်လာရိုက်တာပေါ့အဲ့တော့တွဲလွန်တော်ကွေးဖြစ်ပြီးတော့မှကာလနာတိုင်းမိုးပွေးဟိုကိုက်သွားတာပဲဖတ်တင်နေဆိုတော့ပုံစံမျိုးလိုဖြစ်နေတာပေါ့နော်ဗမော်မျိုးယူပဲအပိသက်ပဲတိမ့်နိုင်ခဲ့တယ်လို့လို့ဗမော်မျိုးယူပဲအပိသက်ပဲရလိုက်တယ်လို့နဲ့စောက်ကြီးစောက်ချက်ရည်နဲ့တောင်ကြီးမောက်မယ်လို့မျိုးသိတယ်မလားဟိုပေါ့လို့ပေးသားတွေတအားပြောပြီးတော့မှတကယ်တကယ်လဲကြတော့သူတို့ဘက်ကလူတွေဟို ဒီမျိုးစုံနဲ့ဝါနာမိုင်းတွေတိုက်ဆိုင်ဝါးတွေထည့်ပြီးတော့မှဖမော်မျိုးအေးအေးဆေးဆေးသွားလို့ရပြီအာကြောင်ပဲလူမျိုးပဲနောက်ချိုလူမျိုးပဲဆိုရင်ဖင်သွားရတော့အမက KI ရဲ့ကြိတ်ထလိုက်တော့မကြည့်ဘူးဘောဘမာရှိနေတဲ့အချိုရေးပိုင်းအရာရှိတွေဝန်ထမ်းတွေမျိုးရင်းယုံထိုင်ရအရာရှိအဖွဲ့တွေကနော်တိုက်ပွဲကြောင့်ပြန်လဲပြီးတော့မှခိုးပြွက်ဝက်ပြီးပြီးနေရတဲ့အခြေအနေပေါ့ဒါလေးကိုလည်းမိသားစုတွေသိစေချင်တာနောက်တချို့အရာတွေမှာမပိုင်မဲနဲ့ဖင်မရနဲ့ဖင်ရရင်ဒီလိုဖြစ်တတ်တယ်ဆိုတာကိုသိစေချင်တဲ့အကြောင်းမို့လို့ဒီသတင်းလေးကိုပြပြပေးတာဖြစ်ပါတယ် အဲ့ဒီရေရတောင်ကိုဗရောင်ကားလမ်းအတိုင်းမှာစကြောထုတ်လာတဲ့ MSC ကွန်စစ်စီရင်ကိုကဲမှုဌာနချုပ်စက္ကကစက်ခွန်လက်အောက်ခံတရင်တွေကိုအာရကတော် AA နဲ့ပုံမောက်တက်တွေကပိတ်ဆို့တိုက်ခိုက်တဲ့တကြောင်မို့လို့ထိခဲ့တဲ့ဆုံးမှုအများပြားလဲပြန်လဲဆုတ်ခွာသွားတယ်လို့သိရပါတယ်။တောင်ကိုဗရောင်လမ်းပိုင်းကိုအဓိကဆက်သွယ်ထားတဲ့လမ်းပိုင်းကလေတာတောင်စခန်းနဲ့ညောင်ကျိုးစခန်းကိုဦးတည်လာတဲ့ကျွန်တော်တို့စစ်ကောင်စီစစ်ကြောင်းကို AA နဲ့ပုံမောက်တက်ဖက်ဝင်တွေကအော်တိုဘာလ2ရက်နေ့ကနေအော်တိုဘာလ6ရက်နေ့ထိကိုပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်တယ်။ဆိုတော့ဒီကောင်တွေကအခုလောလောဆယ်မှာကျွန်တော်တို့ စစ်မှုတန်းစင်းနဲ့အများကြီးနဲ့ပေါ့နော်ဖင်လာရတာပေါ့နေချောင်းပစ်ကုတ်နဲ့တက်လာတယ်အဲကျွန်တော်ပူပေါင်းတွက်တွေဘက်ကလည်းနေမြေကျွမ်းကျင်မှုရှိတယ်တဲ့အဲ့တို့ကြောင့်မို့လို့အဲကျွန်တော်ဆက်တဲ့ဘက်ကအပိများတယ်ဒီတစ်ခါတိုက်ပွဲမှာ30မကသေးပြီးတော့မှဆင်လန်းရွာကိုပြတ်ဆုပ်သွားပဲဆိုပြီးတော့မှစစ်ရေးတရေမေးရသိရပါတယ်တရားတခုကတော့အာရခတ်တက်တော်မပိုင်မဲနဲ့ချင်မရဘူးရရင်လည်းအဲ့လိုအဖေရိုက်တာရှင်းတယ်နော်အဲ့တော့အာရခတ်တက်တော်အေအေနဲ့ပတ်သက်လာရင်မင်းတို့ရဲ့နောက်ဆုံးရက်ဆက်ကနော်ကလနာတိုင်းမိုးဝေးကိုက် ပြောပြောမလဲဒီကျွန်တော်တို့အောက်တန်းချဆိုတာတိတ်ဆုံးရခြင်းရလဲလို့ကျန်တာဘာမှမရှိပါဘူးလို့ပလာတာကြီးကပြောချင်ပါတယ်။နောက်တစ်တနေ့ကစကိုင်းတိုင်းကဏီမြို့ပေါ်မှာကင်းနဲ့ထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုအသင်းဆောင်ချိုတိုက်ခတ်ခဲ့ရမှာစစ်သားနဲ့ရဲ9ဦးတိတ်ဆုံးပြီးတော့မှလက်လက်လက်တင်းစီရမိခဲ့တဲ့အကြောင်းကိုကြောက်လုံးကြီး KLG PDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပါတယ်။အော်တိုဘလာ၈ရက်နေ့မိုးလယ်၁၂နာရီမိနစ်၄၀ခန့်အချိန်မှာကဏီမြို့ပေါ်မှာရှိတဲ့မျိုးဆောင်တပ်ကနေပြီးတော့မှစစ်သားရဲ့ AR-20 ခန့်နဲ့ကင်းနဲ့ထွက်လာစဉ်မှာကဏီမြို့ရက်ကွက်၃ဦးရောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကအသင်းဆောင်ချိုတိုက်ခတ်ခဲ့ရမှာ စစ်သားနဲ့ရဲ9ဦးသေဆုံးပြီးတော့မှ MA1 အမျိုးသားတနက်တလန် MA11 အမျိုးသားတနက်တလန်နဲ့ခရမ်းချို့ကိုလည်းတိစီရမိခဲ့တဲ့အကြောင်းလည်းသိရပါတယ်ဆိုတော့တိုက်ပွဲကြာချိန်ကမိနစ်20လောက်ပဲကြာတယ်မြို့ရင်းဆိုတော့တက်ကိုတွေရောက်လာလို့လက်နက်အကုန်မကောက်နိုင်ပဲနဲ့ပြန်ဆုတ်ခဲ့ရတယ်ကျွန်တော်တို့ KLGPD ရဲ့တက်ကပြစစ်တိစိပဲသွားတက်ခဲ့တာပါဆိုပြီးတော့မှကြောက်လုံးကြီး KLG PDF တက်ဖွဲ့ကတာဝန်ရှိသူတူကပြောပါတယ်အိုးတက်စိတ်တစိမ့်နဲ့ဂျုံချက်ကြီးရစစ်သားနဲ့ရဲ9ကောင်လက်လက်နှစ်လက်အာမိန်လိုက်တာနောက်ထပ်တရင်ကောင်းလေးရတော့ဘွေတိုင်းပွတ်ပြမျိုးနဲ့ ော်တိုင်မော်ရလမ်းပေါ်မှာရှိတဲ့အချမ်းပတ်ဆက်တဲ့စစ်စေးဂိတ်ကိုမရောက်တက်ခတ်ခဲ့ရမှာစစ်သားအလောင်း၄လောင်းနဲ့အတူလက်နက်၆လက်သိမ်းဆည်းရမိခဲ့တဲ့အကြောင်းကိုမင်းမှုခင်အမတ်ခွန်းတက်ရင်ကဒါကျွန်တော်တို့ People Defense Force ပွင့်ဖြူကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုအောင်ဘကပြောပါတယ်အော်တိုဘလာ၄ရက်နေ့ရက်တွေ9ရက်ခန့်အချိန်မှာပွင့်ဖြူပြုံးတဲ့ပသိမ်မော်ရလမ်းမိုင်းမဲဆလီဆယ်တော်ကျူရတာမှာရှိတဲ့အချမ်းပတ်ဆက်တဲ့စစ်စေးဂိတ်ကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေကဝင်ရောက်တက်ခတ်ခဲ့ရမှာအပြန်အလှန်ပြစ်ခတ်တဲ့ပွဲ တနားမိနစ်30ခန်းကြာမိခဲ့ပြီးတော့မှဂိတ်စခန်းကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်တဲ့ဒီစခန်းသိမ်းတိုက်ပွဲတွေမှာစစ်သားအလောင်း၄လောင်းနဲ့လက်နက်၆လက်ခင်းရည်စစ်သုံးဆောင်ပစ္စည်းတွေသိမ်းဆည်းရမိခဲ့တဲ့ကြောင်းလည်းသိရပါတယ်ဆိုတော့၁၀ရောက်ကြော်ကြော်မှာဒါကျွန်တော်တို့ညီကိုတော်တွေကဒါကျွန်တော်တို့၄កောင်ရှင်းနိုင်ခဲ့တယ်အဲ့ဒါအပြင်ကိုလက်နက်၆လက်ရတယ်ဆိုတော့အဲ့ဒီလက်နက်၆လက်ကငချင်းစီနဲ့ငချင်းပြန်ကျော်လို့ရပြီမဟုတ်ဘူးလားသေဖို့ပြင်တာခွေးတောင်းသားတွေအဲ့တော့တရင်ကောင်းလေးတွေမိသားစုတွေကတောက်လျှောက်နားဆင်နေရတာဖြစ်ပါတယ်တရင်လေးနားဆင်ပြီးတဲ့နောက်မှာဗီဒီယိုဖိုင်လေးကြည့်အောင်ပါ ပထမဦးစွာကျွန်တော်ဘိုမိုင်ခဲတို့အဖွဲ့ရေပေါ့နော်ဘိုမိုင်ခဲတို့အဖွဲ့အခုလောလောဆယ်မှာတို့နမောက်ကိုရောက်နေတယ်ဆိုတော့တို့နမောက်သွားရလမ်းမှာတို့အနေနဲ့ဘာတွေကြုံတွေ့နေရလဲအဓိကကတော့ PDF ညီကိုတွေအနေနဲ့ဒီတော်လိုင်းရေးကာလမှာစားရေးတောက်ရေးပဲဖြစ်ဖြစ်နေရေးထိုင်ရေးပဲဖြစ်ဖြစ်ကြီးစံအခက်ခဲပဲဖြစ်ဖြစ်ဘလို့အခက်ခဲလေးတွေရှိရဆိုတော့မိသားစုတွေကိုသိစေချင်တဲ့အကြောင်းမလို့ပေါ့နော် PDF တွေဘလို့ဆွလွတ်နေတာခံပြီးတော့မှဒီတော်လိုင်းအောင်မြင်ဖို့အတွက်ကြိုးစားနေကြတယ်ဆိုတော့သိစေချင်တဲ့အကြောင်းမလို့ဒီ profile လေးကိုတက်ဆက်ပေးတာဖြစ်ပါတယ်ကြီးကြီးပါဗျာ အဲ့တော့ဆိုင်ရပြက်နေတာပါဆိုင်ရပြက်ပါတယ်ဟေးဒီဘက်ဒီဘက်လဲဒီဘက်လဲတန်းကျုံနေလားတန်းကျုံကျောင်းအဆင်းတော့မရတာဒီတို့ချစ်တော့ပုံမိုက်ခဲဖွဲရတာရဲဘော်တွေပေါ့ရေတော်မအမ်းမယ်ရေပြက်လို့ရေတော်အဲ့လိုကုန်းတော်ရယ်ဘွာရောက်နေရလားမကြည့်မကြည့်ခြေကိုအဲ့လိုတောင်းပါတာခြေကိုအဲ့လိုတောင်းပါတာတက်လားရေရေတော်ကဘလို့ရေတော်လို့ကြည့်ကြည့်ကြည့်ကြပါဦးမြောင်းနေရရေမြောင်းနေရရေပြက်လားရေတော်မအမ်းမယ် ရေပြလို့ရေတာအဲ့လိုကုန်းတော်ရဲ့ဘွာရောက်နေရလားဘလို့ဘလို့ရေတော့တခြားပြက်လားဘလို့ရေတော့တခြားပြက်လားဒီရေတာကဘလို့ရေတော့ကြည့်ကြည့်ကြည့်ကြပါဦးဝါချင်ချင်ဝါချင်ချင်ရေပေါ့တက်မှလည်းဒါတော့တောက်ဆံမရှိတော့ဒါပဲဒီလိုပဲတောက်ရတာပဲဒီခါလေးကျရင်အင်နာတွေရေတာကတ်တော့ရတဲ့ဥစ္စာမျိုးတွေရှိတယ်တကယ်ငတ်လာပြီဆိုရင်လေဟမ်ဖြုတ်မရတော့ဘူးလားနော် ော်လိုင်းရေးပြီးဖို့အတွက်ကိုသူတို့မှစ조사ရုံးကန်ပြီးတော့မှလှုပ်ရှားတယ်သူတို့တွေတကယ်လေးစားဖို့ကောင်းတဲ့ညီကိုတော်တွေပါလမ်းလမ်းဟိုပဲလမ်းဟိုလည်းကြည့်လိုက်လမ်းကလည်းဘယ်လောက်ဆိုးသွားနေလဲဆိုတာជីជីဆိုတော့သွားရေးလာရေးဘယ်လောက်ခက်ခဲလဲဆိုတာជីជីပါအဲဒီလိုလမ်းနေရာနေပြီးတော့မှသူတို့အတွက်ပြောမယ်ဆိုရင်ဒါဒါဒါជីစံဝယ်တဲ့ဝယ်ပါတော့နော်ဒီစင်ရှိမယ်တာပရိုက်တာလေးပါနော် ပြန်လုံနေရပြီရှိုးလိုက်ပေါင်းရှိုးလိုက်ပေါင်းဆိုင်ကယ်အစီးတို့ရဲ့ဆရာကြီးဆိုင်ကယ်အနေထားကိုလည်းရှိုးဆရာမလာတော့ဘူးတကယ်ကျွန်တော်တို့ဘလောက်တော့မှရင်းထားလည်းမတူလုံးဝကိုဂျိုဂျိုရဲ့ဖက်ကိုပြည့်နေပြီဆိုင်ကယ်ရတယ်အထုပ်လေးထိန်နေဆိုတော့ရိတ်ခါများသွားတည်တာလားကြည်စံမဲသွားဝဲတာလားတော့မသိဘူးเนาะ ကတော့ဒီတော်လိုင်းရေးမှာပါဝင်တက်ခိုက်ပေးနေတဲ့ PDF အဖြစ်ရက်တည်ပြီးတော့မှပြည်သူအတွက်ရက်တည်ပေးနေတဲ့ဒီကိုရော်ရဲ့ဘဝဟာတော့အဆင်ပြေနေတာမျိုးတွေမရှိဘူးပေါ့နော်အမေတန်းလိုလိုမှာဒုက္ခပင်ပန်းခက်ခဲအဆင်းရဲကိုကြုံတွေ့နေရတယ်ဒါပေမဲ့သူတို့ပြုံးပြုံးလေးပေါ့နော်ကိုမင်းမောင်ကွင်းရဲ့ဇာကားတိုင်းပဲဒါကျွန်တော်ကိုပေါ့တို့ရဲ့ကိုမင်းမောင်ကွင်းတို့ရဲ့ဇာကားတိုင်းပဲပြုံးပြုံးလေးသူတို့ဘဝကိုဖျက်ဆီးနေတယ်အပြည့်အစုံအတွက်ဆိုတဲ့စိတ်နဲ့သူတို့ကြိုးစားရုန်းကန်နေတဲ့ဒါဒီပေါ်မှာလည်းမိသားစုတွေအနေနဲ့တက်နိုင်ရွယ်ကနေပြီးတော့မှတကယ်လို့လို့တဲ့ PDF တွေရဲဘော်တွေတိုင်းသားလက်နက်ကင်စီကိုပါဝင်ပြီးတော့မှလူတန်းပေးချက်ပါလို့အားလုံးဒီနေ့ကနေပြီးတော့ဗလာဒါကြီးကနှိုးဆော်ချင်းပါတယ်။နောက်တစ်ဗီဒီယိုဖိုင်လေးတစ်ခုကတော့ကိုနော်နော်ရဲ့ဗီဒီယိုဖိုင်လေးကိုအားလုံးကိုကျွန်တော်ကဒါတိဆက်ပေးချက်ပါတယ်။အညာဒေသကိုဘလို့ပုံကျဲတယ်လေဒီအကြောင်းအရာလေးကိုမိသားစုတွေသိရှိအောင်လို့အပြည့်စုံလေးကိုကျွန်တော်တိဆက်ပေးလိုက်ရပါတယ်ဗျာ။ အညာဒေတာကိုဘုံကျဲတဲ့အခါမှာဒီကျက်တိုက်လေရင်တုံးရင်ကုန်ကြစိတ်အရင်များပါတယ်ဒီကျက်တိုက်လေရင်လည်းတစ်ခေါက်တစ်ခေါက်ဘုံကျဲဖို့ဆိုရင်သိန်းကိုထောင်နဲ့ချီပြီးကုန်ပါတယ်နော်အ ਨੇ တော့သိန်းတစ်ထောင်ကျော်တော့သူတို့ကုန်ကြတယ်အဲ့ဒီတော့ကြောင့်ကုန်ကြစိတ်လည်းနည်းအောင်လူတွေကိုကုန်ကြစိတ်နည်းနည်းနဲ့တက်ဖြတ်နိုင်အောင်ဆိုပြီးတော့မှစစ်တပ်ကဒီလေထီးတက်ထားတဲ့ဒီအင်ဂျင်တက်ထားတဲ့လေထီးတွေနဲ့ဘုံကျဲတာဖြစ်ပါတယ်ဒီအင်ဂျင်တက်ထားတဲ့လေထီးတွေကအမြင့်ဆုံး အမြင့်ပေ3000တိပြန်တန်းနိုင်ပြီးတော့မှအဲ့ဒီပေါ်ကနေဘုံကျဲချတာဖြစ်ပါတယ်ဘုံကျဲတဲ့နေရာမှာလည်းဒီအဲ့ဒီလေထီးမောင်းတဲ့ပိုင်လော့တွေကဒီလက်နဲ့ကင်ပြီးတော့မှသူတို့ပြစ်ချခြင်းတဲ့နေရာကိုဇိန်ကြက်ကြပြစ်ချလို့ရတာဖြစ်ပါတယ်အဲ့တော့ဒီအညာသေးသားမှာကဒီအမြင့်3000အမြင့်2000လောက်ကိုရောက်အောင်ပြစ်ခတ်နိုင်တဲ့စက်တနက်ငဒီမီ wifi စတဲ့အဲ့ဒီလက်နက်ကြီးတွေမရှိကြပါဘူး အညာဒေတာလို့ပြောရင်အညာဒေတာကအယံကို ကြီးမားပြီးတော့မှကျေပြတ်ပါတယ်ဒီအညာဒေတာလို့ပြောရင်သခိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းအဲ့ဒီတိုင်းသုံးခုရဲ့ဧရိယာကမြန်မာနိုင်ငံရဲ့60ရာခိုင်နှုန်းရှိပါတယ်ပြောချင်တာကနယ်မြေဒေတာကအယံကိုကြီးမားလုံးနဲ့ကျေပြတ်လုံးတယ်အဲ့ဒီအညာဒေတာတစ်ခွင်မှရှိတဲ့တော်လှန်ရေးတပ်ဖွဲ့တွေ PDF တွေရဲ့အဖွဲ့ကလည်းအမှန်တမ်းများပါတယ်အဲ့လိုများတဲ့အတွက်ကြောင့် PDF အဖွဲ့တိုင်းမှာဒီအမြင့်ပေ 2000 3000လောက်ကိုရောက်အောင်ပြစ်နိုင်တဲ့ဒီစက်တနက်တို့ငကြီးမီတို့ point five တို့ပေါ့ဒီအဲ့ဒီလက်နက်ကြီးရှိတဲ့အဖွဲ့ကြီးကနည်းနည်းလေးပဲရှိတယ်အင်မတန်လက်ချိုးကြီးလို့ရတယ်နည်းနည်းပဲရှိတယ်အဲ့ဒီအားနည်းချက်ကိုစစ်တပ်ကလည်းသိတယ်သိတဲ့အတွက်ကြောင့်တိုင်းရင်းသားပြည်နယ်တွေကိုချက်တိုက်လေရင်ဒီနဲ့ဘုံကျဲတယ်အညာဒေတာကိုတော့အဲ့ဒီအင်ဂျင်တက်ထားတဲ့လေထီးနဲ့ဘုံကျဲတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဒီအညာဒေတာကိုအဓိကထားပြီးကျွန်တော်တို့ဒီထောက်ပံ့မှုတွေများများလုပ်ရမယ်ဒီ အဲ့ဒီစစ်ခွေးတွေလာလာပစ်နေတဲ့အဲ့ဒီလေထီးအင်ဂျင်တက်ထားတဲ့လေထီးကိုပစ်ခတ်နိုင်လောက်တဲ့အတိုင်းသားကိုရောက်နိုင်တဲ့လက်လက်ကြီးတွေဝယ်နိုင်ဖို့အတွက်ကျွန်တော်တို့မြန်မြန်ထောက်ပံ့ပေးဖို့လိုအပ်ပါတယ်ဒါမှဒါလည်းကျွန်တော်တို့ဒီစစ်အာဏာရှင်တွေကိုတိုက်ခိုက်ချေမှုန်းတဲ့နေရာမှာဆိုတော့အဓိကကတော့ဒါဘယ်လိုပြောမလဲဒီကျွန်တော်တို့အာ မြေပြန့်ဒေတာတွေကကျတော့ပြောမယ်ဆိုတောင်ကုန်းတောင်တန်းတိတ်မရှိဘူးဗျာဒီအညာဘက်တွေကျတော့မြေပြန့်ဒေတာတွေများတယ်နောက်တစ်ခုကဘာလဲဆိုတော့ဒီကျွန်တော်တို့အထက်ဘက်တွေကျတော့ဒီတောင်ပေါ်ဒေတာတွေကကျတော့တောင်ကုန်းတောင်တန်းတွေရှိတဲ့ခါမျိုးကျတော့ဒီကောင်တွေပါရာမော်တာနဲ့လာပြည့်ရဆိုအဆင်မပြေဘူးလေအဲ့တော့ကျွန်တော်တို့ဒီကောင်တွေအတွေ့အကြုံပြစ်ချခံရတယ်လေလေအဲ့ဒါကျွန်တော်တို့လက်ရှိကချင်ပြည်နယ်တို့ဘာလို့ပတ်မှာဆိုရင်လဲပါရာမော်တာတွေပြစ်ချခံရတဲ့ဥစ္စာမျိုးတွေရှိတယ်နောက်ပိုင်းကျတော့ဒီကောင်တွေမစ်ရှင်ပုံစံနည်းနည်းချိန်လိုက်တဲ့အနေအထားမျိုးလို့ကျွန်တော်ထင်ပါတယ်အဲကျွန်တော်တို့တောင်ပေါ်ဒေတာတွေကိုကျတော့လေရင် ဒီကောင်လေးဒါဘုံနဲ့လိုက်ကျဲတယ်မြေပန်းဒေတာတွေကိုကြာတော့ဒီကောင်လေးပါရာမော်တာနဲ့ဒီကောင်လေးကျဲတယ်ဆိုတော့ဒီဟာလေးကိုလည်းမိသားစုတွေသိစေချင်တယ်အဲ့တော့အညာဘက်ကိုဒါကျွန်တော်လေပစ်ကူတွေအဲကျွန်တော်တို့ပါရာမော်တာကိုကျွန်တော်တို့မှီအောင်ပစ်လို့ရမယ်အဲကျွန်တော်တို့အဲလက်လက်ကြီးမျိုးတွေပေါ့နော်ကျွန်တော်တို့ဒါရှိဖို့လိုတယ်အဲ့ဒီဟာပေါ်မှာလည်းတာဝန်ရှိလူကြီးမင်းတွေအနေနဲ့ရောတော်လန်ပြည်သူတွေအနေနဲ့ရောအဲကျွန်တော်ပါဝင်ပြီးတော့မှအဲကျွန်တော်တို့ ကိုညီပေးဖို့လူတိုင်းပေးကြဖို့အားလုံးဒီနေရာနေပြီးတော့မှဒါတိုက်တွန်းနှိုးဆော်အပ်ပါတယ်ဆိုတော့နောက်တစ်ဗီဒီယိုဖိုင်လေးတစ်ခုကတော့ဒါကျွန်တော်တို့ကြော်မျိုးမင်းကတော့ဘူးလန်လာဆွေနဲ့ပွဲကိုတောက်လျှောက်ပြီးတောက်လျှောက်တပွဲပြီးတပွဲကိုတဲနေပါတယ်အခုလည်း UEC ရဲ့ဒါကျွန်တော်တို့မဲစင်းလွဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒါမဲပေးရမယ့်ဥစ္စာနဲ့ပတ်သက်ပြီးတော့မှရောဘူးလန်လာဆွေနဲ့ဒါပွဲတွေတောက်လျှောက်ကိုတဲနေပြန်ပါပြီဒီမှာတော့ဒီတစ်ခေါက်ကတော့ပို့ဆိုးပါတယ်ဒါကတော့ဘာလို့လဲဆိုတော့ကြော်မျိုးမင်းကဘူးလန်လာဆွေကိုရွေးကောက်ပွဲကိုဖျက်ဆီးမဲ့သူ ရွေးကောက်ပွဲကိုဟန်တာတဲ့သူတွေပုံစံမျိုးနဲ့တစ်ဖက်လက်နဲ့ပြောထားတဲ့ဥစ္စာတွေရှိပါတယ်ဒါလေးကိုကြည့်ရအောင်ပါအခုဒီမဲယုံတွေမှာမဲစင်တွေကတ်ကြတယ်ပထမအကြော့အတွက်မဲယုံတွေမဲစင်ကတ်ကြတဲ့အခါမှာ error လေးတွေရှိကြတယ်ရှိပါတယ်ဆိုကြပါစို့ error ရှိတဲ့အခါမှာကျွန်တော်ဒီနေရာမှာအမှားရဲ့ error တော့လည်းရှိနေတယ်ဘာလို့လူတွေကအမှားရဲ့ error ရှိမှမဟုတ်လူတွေလာကြည့်ခိုင်းတာကြည့်ပြီးတော့မှပြင်ခိုင်းနေတာ UVC ကအဲ့တော့ဒီနေရာမှာကျွန်တော်ဘာကိုပြောချင်လဲဆိုတော့မဲစင်ကတ်ထားတဲ့နေရာတွေမှာတာဝန်ကျနေတဲ့ပုံကိုယ်တွေပေါ့နော်ထွေဥကလူတွေရှိရင်ဖြစ်မယ်ဘယ်သူတွေဖြစ်မလဲမသိဘူး volunteer တွေဖြစ်နေဖြစ်မယ် မဲစင်းလာကြည့်တဲ့သူတွေကိုဟိုဘာပြောပြပြငါလေးနဲ့အေးချာလေးရှင်းပြတော်မူလောက်ကြဖို့တိုက်တော့မှာတယ်တချို့နေရာတွေမှာဟိုတိတ်ပြီးတော့ခက်မှမှာခက်တင်းတင်းတိတ်ပြီးတော့ပြဟို gym site တွေပုံစံနေတာမျိုးတွေလည်းရှိရလို့ကြားပါတယ်တချို့နေရာတွေမှာတချို့နေရာတွေမှာကျပြပြငါရှိပါတယ်တချို့နေရာတွေမှာကျတော့တိတ်ပြီးတော့ဗျာမဲစင်းကိုခေါင်းထည့်ဦးဆိုပုံစံမျိုးတွေနေတယ်ဖြစ်ကလစံနေပလိုက်တာမျိုးတွေရှိတယ်အဲ့တော့မဲစင်းနဲ့သက်ဆိုင်နဲ့သက်ဆိုင်က တာဝန်ရှိသူတွေအနေနဲ့လည်းမဲစင်းကိုလာကြည့်တဲ့ပြည်သူတွေမှာပြည်ပြည်ငါလေးနဲ့တေချာဆက်ဆံပြီးတော့တေချာရှင်းပြတာမျိုးလုပ်ကြပါအဲ့ဒါမှပဲပြည်သူကလည်းပူပေါင်းပါဝင်ခြင်းပါပါအခုကမဲစင်းနဲ့ငါတို့ဘာမှဆိုင်တဲ့ပုံစံမျိုးနေတာမျိုးကြတော့မသိတော့ပါဘူးဒါလေးကလည်းဆင်ကျင်ရမယ့်ကိစ္စလို့ကျွန်တော်တိုက်တွန်းချင်တယ်နောက်တစ်ခုကဒီမဲကိစ္စကမဲစင်းနဲ့ပတ်သက်ရင်လည်းဒါ UEC ကို UEC ကို BBC ကမေးပါတယ် BBC ကမေးတော့ UEC ကလည်းပြန်ဖြေပါတယ် UEC မေးတော့ဥလားဆွေကိုတည်ပြီးမေးပါတယ်ကျွန်တော်ပြောတဲ့အချိန်ဥလားဆွေကိုတည်မေးပါတယ်မေးတော့ UEC ကပြန်ဖြေတယ်မှာတော့ဥလားဆွေနာမည်မပါပါဘူးဒါပေမဲ့သူပြောတာတော့ဒီမဲစင်းနေရတဲ့နောက် နိုးမှာဒုတိယဘက်မှာလည်းထပ်ပြီးကောက်မှာပါတဲ့နော်ပြီးတော့တကယ်လို့မဲဆင်ကိုမှမပိုင်လဲပုံစံသုံးလို့ရှောက်ထားခြင်းတွေကောက်ွက်မဲဆင်ပုံစံလေးနဲ့ကောက်ွက်ခြင်းတွေအချက်လက်ပြင်ဆင်ပုံစံလေးကောက်ငယ်ပြင်ဆင်ခြင်းတွေဒါတွေလုပ်လို့ရပါတယ်ဆိုအောင်ပြောပြီးတော့ဒါ73ရက်နေ့အထိပထမတစ်တုပ်ကိုကတ်မယ်ပေါ့ဗျာ73ရက်အထိပြီးရင်တော့မဲဆင်တွေကတ်ပြီးရင်73ကတ်ပြီးစောက်တိကတ်ပြီးသွားရင်ကို့စင်ကိုသွားကြည့်ကြပါဘာအဲကြောင့်ကျွန်တော်မဲယုံကိုပြည်သူလူလူသွားစေချင်တာသွားစစ်ပါကို့မျိုးတွေမှာကတ်ပြီးဆိုရင်သွားစစ်ပါကိုနာမည်မပါသေးရင်သက်ဆိုင်ရာအုပ်ချုပ်ရေးအာဏာပိုင်ဖွဲ့စည်းနေတဲ့ချိတ်ဆက်ပြီးတော့လုပ်ပါအုပ်ချုပ်ရေးအာဏာပိုင်အနေနဲ့လည်းတည်စေချာကူညီပေးလိုက်ကြပါဒါမှပဲ ဟိုအကောင်လုံးကပူကောင်းနေခင်းချင်းကြောက်မှာပါ။နောက်ဆိုရွေးကောက်ပွဲကိုအုတ်ချွေအာနာပိုင်နေကိုယ်တိုင်ကပူအောင်ဟိုဘယ်လိုကောင်းချင်းချင်းငန်းမလုပ်ဖဲနဲ့ပြူငါမလုပ်ဖဲနဲ့မာမာထန်တန်းကြီးလုပ်နေမယ်ဆိုရင်ဒါရွေးကောက်ပွဲကိုကိုယ်တိုင်နောက်ချက်ပေးမိရရောက်တယ်ဖြစ်တတ်ပါတယ်။ဒါကြောင့်မို့အုတ်ချွေအာနာပိုင်အဖွဲ့စည်းကြီးမဲယုံနဲ့ပတ်သက်တဲ့မဲစင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာနည်းနည်းလေးကိုကိုကိုပြန်ပြီးသတိလေးပြန်ဝင်သွားကြဖို့တိုက်တွန်းပါတယ်။မဟုတ်ရင်ခင်ဗျားတို့နေ့တိုင်းနဲ့ရွေးကောက်ပွဲကိုခင်ဗျားတို့ကိုယ်တိုင်နောက်ချက်သူတွေဖြစ်သွားတတ်ပါတယ်နော်။အဲ့ဒါလေးမမေ့ပါနဲ့။ပြည်သူလူထုကတကယ်တရားဟောဖြစ်ရှင် ကူညီပါကူညီပေးလိုက်ကြပါလို့ပဲတိုက်တွန်းပါတယ်เนาะဒါကတော့မဲနဲ့ပတ်သက်ပြီးတော့ပြောတာပါอืมဆိုတော့အဓိကတော့ကျွန်တော်ကလေဒီကြက်ကရေးဆိုတဲ့ဟာအတွက်ကိုကျွန်တော်ကစစ်တပ်ကသူ့ရဲ့စစ်တပ်အတွက်လောက်တဲ့ရွေးကောက်ပွဲလို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်ဘာပဲပြောပြောပါတေကြာတခုတော့ဘူလလာဆိုရတော့ဒီကောင်ကိုစောင့်ကြည့်နေတာတေကြာတယ်ဘာကြောင့်လဲဆိုတော့ဒီကောင်ရဲ့ဒါကျွန်တော်တို့ဒီကောင်ဗီဒီယိုဖိုင်နေတင်တဲ့အဲ့တော့ဒါကျွန်တော်တို့ဒီ TikTok account ခုရှိတယ်အဲ့ TikTok account ခုမှာဆိုအမြဲတမ်းလို့မှာဘူလလာဆိုရလလာပြီးတော့မှမန့်တယ်လလာပြီးတော့မှမန့်တယ် အပါဖြစ်တယ်ညာဖြစ်တယ်ပေါ့ဗျာလာပြီးတော့မှန်းတယ်တေချာတကောတော့ကျော်မျိုးမင်းကအကုတ်ခံရဖို့များနေပြီဆိုတော့မန္တလေးဥပိုလ်ထောင်မှာကျော်မျိုးမင်းနဲ့ဇော်ဖွင့်ဟင်းနဲ့တော့မချခင်တွေ့ဆုံရတော့မလားဆိုတော့ကျွန်တော်မချခင်ပေကားထပ်မှာစောင့်ကြည့်ရမှာဖြစ်ပါတယ်ဆိုတော့ notification profile တကူကတော့ကျော်စိုးဦးပေါ့နော်ဒါကျွန်တော်ကိုလင်းတို့မချစ်တူဝေတို့ဟလားအမေရိကန်မှာဒါကျွန်တော်တို့အာဒေါ်လာဒေါ်လာဒေါ်လာ၅သန်းလားမသိဘူးလားအဲ့ဟာအဲ့ဒီအိမ်ဝယ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှကျော်စိုးဦးကဒီလိုလေးအပုတ်ချလာပါတယ်နော်နားထောင်ကြည့်အောင်တစ်ဖက်လက်နဲ့တစ်ဖက်လက်မဲ့ဒီကောင် သူ့ကိုသူတော်ကာပါလောက်ပြီးပြောသွားသေးတယ်ခွဲတော်သားဆောက်ကြီးဆောက်ကြတယ်နားတော်ကြီးပါတော်လန်ကြီးကခင်ဗျရှုံးသွားပြီရှုံးသွားပြီခင်ဗျတော်လန်ကြီးလာသူနိုင်မယ်ဆိုရင်လင်းလင်းနဲ့ချစ်သူဝေခင်ဗျအမေကောင်မပြေဘူးအဲ့လိုပဲခင်ဗျအန်တူကြီးအုပ်စုတဲ့အမေကောင်မပြေဘူးခင်ဗျမြန်မာနိုင်ငံတော့မှဝင်ပြီးတော့ခင်ဗျခင်ဗျတို့လက်နက်ကင်လေကျွန်တော်တို့ဘယ်မှမပြေဘူးလေကျွန်တော်တက်မလို့လည်းတသားလေးရှိတယ်ဘယ်မှမပြေဘူးခင်ဗျကြည့်လိုက်လေခင်ဗျကျွန်တော်တက်မလို့လည်းတသားလေးရှိတယ်ကျွန်တော်ဘယ်မှမပြေဘူးမြန်မာနိုင်ငံထဲမှာပဲရှိတယ်အင်းဘယ်မှမပြေဘူးတော့ရှင်းရှင်းလေး ခင်ဗျားလို့ပြောကျွန်တော်ပြင်ပြေးလို့ရတာပေါ့ခင်ဗျားကလည်းကျွန်တော်ပြေးကြည့်ပါလားခင်ဗျားကျွန်တော်မွေးစားမယ့်နိုင်ငံတဘုတ်ကြီးပဲအင်းအခုလေအကျိုးပြောတယ်လားကျွန်တော်မွေးစားမယ့်နိုင်ငံတဘုတ်ကြီးပဲခင်ဗျားတို့ကခင်ဗျားကျွန်တော်ဖက်နှက်ထိုင်းပြီးတော့လာတော့ခိုင်းလိုက်ရသေးတယ်ခင်ဗျားတို့လာစားပြီးမဆောက်စင်းနဲ့ခေါ်တော့ဆောက်စင်းနဲ့ညီပိတ်တွေပြောတာပါအဲ့ညီပိတ်ကောင်လည်းကျွန်တော်ခေါ်တော့ခိုင်းလိုက်ရတယ်အင်းခင်ဗျားကျွန်တော်တို့ကခင်ဗျားပြေးပါပြေးကြည့်ပါလားခင်ဗျားမွေးစားမယ့်ခင်ဗျားကလည်းမွေးစားမယ့်တိုင်ယုံတွေတဘုတ်ကြီးမွေးစားမယ့်နိုင်ငံတွေတဘုတ်ကြီးအာကျွန်တော်အဲ့လိုစိတ်လုံးဝမရှိဘူးအင်းသဘောပြောပြတာဟုတ်ပါရဲ့ဟုတ်ပါသဘောကိုပြောပြတာ ဟုတ်ပါရောဗျာခင်ဗျားတို့ဗျာအညာ PDF ရယ်ဗျာစကိုင်း PDF ဗျာอืมခင်ဗျဘယ်နေရာခိုးမလဲอืมတို့ကြည့်ပါအရှင်ခွက်ခောက်ပြီးတော့စစ်တိုက်လို့မရဘူးတော့อืมခွက်ခောက်ပြီးစစ်တိုက်လို့ခွက်ခောက်ပြီးတော့ခင်ဗျားလိန်စားလို့ပဲရတယ်တောင်းစားလို့ပဲရတယ်ခွက်ခောက်ပြီးစစ်တိုက်လို့မရဘူးစစ်တိုက်ရယ်ဆိုတော့ခင်ဗျာအဲ့လိုတိုက်လို့မရဘူးခင်ဗျားတို့ကဘာအရေးမြင့်ရှိလဲအားလေကျွန်တော်တို့ကပြည်သူတွေကြိုးရတယ်တိုက်လို့ရခင်ဗျာပြည်သူတော်ငတ်နေရတယ်ခင်ဗျားတို့ဘေးနာပြည်သူတော်ငတ်နေရကြည့်လိုက်ပါလားဘာစားရရှိလို့ ခမရောဘေးနာပြည်သူမပြောနဲ့ခမရအဲ့မှာ KIA ထိန်းချုပ်ထားတဲ့မြို့တွေရွာတွေကပြည်သူငတ်နေတာခမရ TNL ဘက်ကလူတော်ခမရ TNL လောက်မှရှိပြည်သူငတ်နေတာဘာမီတော်တောက်ဆံပြည်သူဒီကိုကျွန်တော်တောက်ဆံပြည်သူခမရတို့ကကြီးကြီးကျယ်ကျယ်ရှောက်ပြာကျွန်တော်တို့ကပြည်သူပေးပြည်သူရှိရင်ကျွန်တော်ရှိတယ်ပြည်သူပြည်သူရဲ့ရဲ့ပြည်သူရဲ့မြစ်တာနဲ့ကျွန်တော်ရဲ့ဘာမြစ်တာလို့ဆိုမှာခမရတို့ကြီးမဲဘုံထောင်ကြီးပါလားဒါတော့မဲပေးမလားမေးကြည့်လိုက်လေဘာမြစ်တာလဲတဏ္ဍာရီကြိုင်ပြီးတော့ခမရဘာမြစ်တာလဲဘယ်တော့မှခမရမြစ်တာရမယ်လို့လည်းမဟုတ်ဘူးစောပေါ်ကွာမြစ်တာဆိုတာခမရကျွန်တော်တို့ လက်ရှိတမတော်ကစစ်စီရင်ဆင်းတဲ့နေမှာပြည့်သူမြစ်တာကြီးတောက်လျှောက်ရတာဟုတ်လားအခုဆိုကြည့်လိုက်အာတမတော်ကြီးဘယ်တော့ဘယ်နေရာတိုင်းမေးမှလဲလာပါအောင်ကျမတို့ဗမော်မျိုးကြီးကိုအပီးတိုင်းမေးပါအောင်အင်းကျမတို့မကုတ်မျိုးကြီးဘယ်တမတော်တိုင်းမေးပါအောင်မိုင်းကောင်မျိုးကြီးတိုင်းမေးပါအောင်နံပါတ်2တိုင်းမေးပါအောင်ပြည့်သူတွေတောင်းဆိုနေတာခင်ဗျားလည်း6800တားကြီးလားခင်ဗျားကြည့်လိုက်လေအဲ့တော့ဗျာကျွန်တော်တို့ဒီသေးပြချုပ်ချင်တာကအညာမရှိတဲ့ PDF တွေနဲ့ခင်ဗျားတို့ပုံစံကကျွန်တော်အများကြီးပြောပါလေထနောင်းပင်နဲ့ထမ်းပင်မဲ့ပုံစံရှိတယ်ပြီးရင်ကျွန်တော်တို့ကပဲဒီဇိန်လိုမြေပဲလိုမပဲလိုဗျာ အဲ့ဒီအောင်မဲ့ပုံစံရှိတယ်တတိယပြည့်ကြီးစကိုင်းတို့မကွေးတို့မှာတော့ကွန်မောင်းတက်မြောစေရတယ်ကွန်မောင်းတက်မြောစေရတော့ဗျခမရတို့အလောင်းနေမြေကြီးတဲ့ထက်မြေဆွေးဖြစ်တပိနေကြီးကောင်းပါတယ်ခမရတို့မိုက်တွင်းဆက်နှက်နေမယ်ဆိုတော့ကောင်းပါတယ်ရှုံးပြီမင်းတို့ရှုံးသွားပြီအော်မင်းတို့မသေးခြင်းမိသားစုအတူတူနေခြင်းနဲ့ဆိုရင်တော့လက်နက်ချလင်းဝင်လက်နက်နဲ့အဝင်အလင်းဝင်လို့ရတယ်လက်နက်မဲ့အဝင်အလင်းဝင်လို့ရတယ်อืมတော်တော်တနာဖို့ကောင်းတဲ့ကောင်ကွာတိလားဟဲ့ငါမင်းပြပြမင်းကပြပြမယ်နော် ပြည်သူမထောက်ပံ့မယ်နဲ့အခုချိန်ထိတော်လှန်ရေးကမအောင်မြင်နေဘူးနောက်တစ်ခုကဘာလဲဆိုတော့တပ်မတော်ကြီးကဘယ်နေအောင်လာသိမ့်မပါဘယ်မျိုးပြန်လာသိမ့်ပါဆိုပြီးပြောတာဘယ်သူတွေကပြောတာမင်းတို့စစ်တပ်ဘောမတွေကပြောတာလားပြည်သူစစ်စစ်ကတော်တော်လုံးမပြောဘူးဟဲ့လားမဆောက်ဘူးလို့ဆောက်ဘောလို့ပြောမနေနဲ့မင်းတို့ကောင်မျိုးမွေးစားအောင်လို့မင်းအစင်ရတန်လို့လားမင်းတော်မှမင်းကငါတို့ငါတို့တွေကိုမင်းကပါမင်းဖနက်တော်လာတိုက်ခိုင်းအောင်မဆောက်ယူလို့ဆောက်ဘောလို့လေကိုတော်မကိုတော်မစစ်တပ်ကပေးတာယူကျွေးတာစားဘဝနဲ့ငါလုံးမဟောင်ကောင်က ချောက်ယူမျိုးငါဆဲပြီနော်မင်းစက်အဟောင်းကောင်ရှေ့ဘေးဟောင်းမရတဲ့ကောင်မင်းအဲ့လိုကောင်မင်းငါတို့အမေသားသမီးတွေလာပြီးတော့မဖနက်တောင်တိုက်ခိုင်းအောင်မချောက်ယူလို့လို့စောက်ပေါ်လို့နဲ့ဟဲ့အောင်ကိုလင်းတို့မဆွတ်သူဝေတို့ကတော်လိုင်းမဖြစ်ခင်တည်းကနိုင်ငံကျော်နာမည်ကြီးအမှုပညာသမားတွေသူတို့မဝယ်နိုင်ဘူးဆိုတာမရှိဘူးသူတို့လည်းသူတို့မိသားစုအတိုင်းတာရအစဉ်ပြေတဲ့မိသားစုတွေပဲပြောချင်တာကဘာလဲဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှမေးမှမဟုတ်ဘူး ကိုဘက်ကလူတော်မှသူတို့ဒီလိုမျိုးပြောတာအာအလူငွေတွေဘုံပြီးတော့မှနေနေနဲ့ချစ်သူဝေရအမေရိကမှာအိမ်ဝင်လိုက်တာတော့ဒေါ်လာဒေါ်လာဒေါ်လာ၅သန်းနဲ့အိမ်ဝင်လိုက်တာတော့ပါတော့အက္ကစားနဲ့ပတ်သက်ပြီးတော့မှကိုလင်းရဲ့ထွေးလင်းကိုဆိုတဲ့အကောင့်မှာတင်ထားတယ်နော်ငါတို့ဘက်ကဟိုင်းနဲ့တော့ငါတို့အချင်းချင်းပြောမယ်ဆိုရင်ဒီဟာနဲ့ပတ်သက်ပြီးတော့မှဒီနေဆက်ကြနိုင်ဆိုတဲ့ကောင်ကကိုလင်းတို့မယုံသင်ကဘာနဲ့ အရှိုးပွဲတွေကနေရတဲ့ဟာတွေကိုခိုးတဲ့ပုံစံမျိုးနဲ့ပါအဲ့လိုမျိုးတွေပြောလို့ကိုလင်းဖြဲရတာမင်းကြည့်ကြည့်လိုက် နော်မင်းအမှအကောင့်ရှိတယ်ကြည့်ကြည့်လိုက်ထွေးလေးကိုဆိုအဲ့ကိုလင်းလင်းရဲ့အကောင့်အဲ့ထဲမှာမင်းကြည့်ကြည့်လိုက်မင်းတို့ကောင်မျိုးကိုကိုလင်းကမဖြစ်ရှင်းဘူးဆိုတာဘာမဝင်လို့ဒါပေမဲ့မင်းသိအောင်တော့ငါပြောပြပေးတာကွာတစ်လားအောက်တန်းသားလေးမင်းပြေးရမှာမပူပါနဲ့မင်းပြေးရမှာမပူနဲ့မင်းပြေးရမှာနော်ဖေးတောင်သားမင်းပြေးရအဲ့မင်းပြေးတဲ့အချိန်ကျတော့မှမင်းကိုဘယ်နိုင်ငံကမွေးစားမလဲဆိုတော့ငါစောင့်ကြည့်အောင်မယ်နော်တောင်သားအဲ့တော့ အားလုံးပဲကျေးဇူးများရတယ်ပါတယ်နောက်တစ်ခေါက်မှပြန်ဆောင်တွေ့ပါမယ်မင်္ဂလာရှိတဲ့ဒေါ်လာလေးဖြစ်ပါစေ Platter Blog YouTube Channel ဖြစ်ပါတယ်ကျေးဇူးအားပေးကြတဲ့မျိုးတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့တလုံးတို့ကပြည့်ဝနိုင်ကြပါစေဗျာ